တော့ပဲခင်းထားတဲ့လမ်းဆိုရင်ခင်ဗျားတို့ဒီလမ်းကပင်းဆောက်အခုဆိုဦးမော့စတိုဘောင်းနဲ့ကားတွေပါတယ်ကျွန်တော်ဒီမှာဟိုဇကားလေးတွေလိုင်းပေါ်မှာပြင်တက်လာလို့ရှိရင်ဟောအရန်ကြီးလဲကြီးရတယ်ကြီးလဲကြီးရတယ်အရန်လှုပ်တက်လို့လေအရန်ကြီးလဲကြီးရတယ်ကျွန်တော်တို့ကျွန်တော်တို့ကတော့အဲ့လောက်ဒီဟိုမတက်ခဲ့ဘူးပေါ့နော်ကိုကျွန်တော်လည်းကျွန်တော်ပုံစံလေးနဲ့တော့ကျွန်တော်တို့သွားတာပဲပေါ့ဒါမှကိုခဲကြတော့သူကပူပြီးတော့ဟိုမျက်နှာအဲ့ဘယ်လိုပြောလဲသူကြည့်နေလို့ရှိရင်လေသိရမှာချင်းစရာလေလှုပ်နေရလေပြန်လေ ်ငယ်တုန်းကဆိုလို့ရှိရင်လည်းကျွန်တော်တို့ကစုံနာလဲရှားမယ်ထင်တယ်ရှားမယ်ဆိုတော့ကို heavy ဖြုတ်ခက်ကျွန်တော်တို့ကဟိုအသက်အပိုင်းချအရန်กว่าတယ်လीกว่าတယ်ကိုဟဲဆိုလို့ရှိရင်အခု29လောက်ရှိမယ်ထင်တယ် maybe ပေါ့ maybe 29လောက်ရှိမယ်ဆိုတော့ကျွန်တော်တို့ဟိုဟိုတရုတ်ဆောင်လုပ်တဲ့အချိန်မှာကိုဟဲတို့ကနည်းနည်းနေဟောပါတော့ရွေရောက်နေပြီပေါ့လေရွေရောက်နေပြီကျွန်တော်နဲ့မတိမ်မရကိုအီးစီတို့ပေါ့ဒီနေ့တို့နဲ့3-4နှစ်လောက်ပဲကြာမယ်ထင်တယ်ပြည်သက်တွေလည်းဒါ တူတူရိုက်ဖို့ဆိုရင်တော့ပြောနေကြပြီရောတွေ့တွေ့လားဘယ်လိုမျိုးလေးရရှိလဲဟုတ်ကဲ့တွေ့ပါတယ် line ပေါ်မှာကျွန်တော် line ကြည့်ရင် line သုံးရင်းနဲ့တွေ့ပါတယ်ကျွန်တော်လည်းအဲဆနာလို့ပါပဲအခွင့်အခါဂျုံနဲ့ချိန်ကြရင်တော့ကျွန်တော်စုံကျင်ပါလေဗျအလုပ်အလုပ်လေးတစ်ခုမှာပေါ့အကုန်လုံးဒီကျွန်တော်တို့ဒီကလေးတယောက်ဆောင်ကနေပြီးတော့တက်လာတယ်ဒါကျွန်တော်အနုပညာရှင်တွေအကုန်လုံးစုံကျင်ပါတယ်ဟုတ်ကဲ့လားစီနီယာပေါ့ကိုရဲ့အာစီနီယာပေါ့ဒါကျွန်တော်ရဲ့စီနီယာကလေးဆောင်လုပ်ခဲ့လို့ပြောလို့ရကျွန်တော်ကြိုက်တယ်ကျွန်တော်ကိုဟဲပြီးပြည့်ကျငငယ်လေးတွေကလေအရင်တွက်လို့ အရန်တက်လို့ဟိုအခုဆိုဥမော့စတိုဘောင်းနဲ့ကားတွေပါတယ်ကျွန်တော်ဒီမှာဟိုဇကားလေးတွေလိုင်းပေါ်မှာပြင်တက်လာလို့ရှိရင်ဟောအရန်ကြီးလဲကြီးရတယ်ကြီးလဲကြီးရတယ်အရန်လှုပ်တက်လို့လေအရန်ကြီးလဲကြီးရတယ်ကျွန်တော်ကျွန်တော်တို့ကတော့အဲ့လောက်ထိဟိုမတက်ခဲ့ဘူးပေါ့နော်ကိုကျွန်တော်လည်းကျွန်တော်ပုံစံလေးနဲ့တော့ကျွန်တော်တို့သွားရတာပဲပေါ့ဒါပေမဲ့ကိုခဲကြတော့သူကပူပြီးတော့ဟိုမျက်နှာ အဲ့ဘယ်လိုပြောသူကြည်နေလို့ရှိရင်လေသိရမှာချစ်စရာလေလုံနေရလေးပြန်လေဒီလိုပေါ့ဒါကလည်းကျွန်တော်တို့ဒါပါရမီပါလို့ပဲပြောရမှာဗျာပါရမီပါလို့ပဲပြောရမှာကျွန်တော်တို့ဘာမှမသိတဲ့ကလေးငယ်ပါကျွန်တော်တို့မှစောမယ်ကစားမယ်တရုပ်ဆောင်ရုပ်ရှင်ရိုက်ပတ်စံရရတယ်ကျွန်တော်တို့မသိရုပ်ရှင်တော့ရိုက်လိုက်တာပဲပတ်စံတော့အမေအမေစီပဲသွားအဲ့လိုအဲ့လိုဆိုစောမယ်ကစားမယ်အဲ့ဒီအချိန်တော့ကျွန်တော်လည်းအခုပြန်စဉ်းစားမိတယ်ဗျာကျွန်တော်ငငယ်တော့အဲ့လိုဘလို့ငါတို့မုဘလို့တွင်အခုမှမုတွင်ရတယ်ဆိုတော့ကိုကတိတာတော့လေ ငယ်တော့ငငယ်တော့ငါတိတ်ခဲ့ရလားလို့အဲ့လိုပေါ့ကျွန်တော်တို့ဒါအထင်ကြီးရလေးဂျန်ခဲ့ဆိုရလေဟိုတယောက်တယောက်ချင်းနေတဲ့ပုံစံတစ်မျိုးတစ်မျိုးတစ်မျိုးလေးနေကလေးဆိုတော့ဟိုကလေးကလေးတယောက်ကလှုပ်တက်တယ်ဒါဒါလုံးဝလေးတယ်ဆိုအဲ့ကလေးကချစ်ခံရတယ်ကျွန်တော်တို့ဒါကျွန်တော်တို့ပန်ဝင်ချင်းမှာပဲကလေးကဒါဒီဒီကလေးကစကားလေးတက်လိုက်တာချစ်စရာလေးအဲ့လိုပေါ့ကျွန်တော်လည်းအဲ့လိုဖြစ်ခဲ့ရထင်ပါတယ်ဟိုကင်မရာမကြောက်ဘူးကိုကရုပ်ရှင်ရိုက်နေရဆိုတော့အတိတော့တိနေတယ်ဒါမဲ့ တော်မှလည်းစိတ်တွေတော့ရှိခဲ့မှတင်တယ်အဲ့တော့ငါဒါရဲလို့ချင်းငါအဲ့လိုအဲ့လိုစိတ်လေးပဲရှိခဲ့မှတင်တယ်အဲ့လိုမှုတွေလည်းမသိဘူးအဲ့တော့ကျွန်တော်တို့ဒီကလေးတွေကတော့လုံးယူတာမဟုတ်ဘူးပေါ့လေဒါသူ့ရဲ့ပုံစံလေးနဲ့သူ့အထင်ကြီးရလေးဖြစ်သွားတာကိုဟဲတို့ကို AC တို့ဒါသူ့ဆိုလည်းချစ်စရာလေးတွေပဲဒါငယ်တော့ကဒီလို item မျိုးတွေကဒုက္ခနိုင်ပါလားဆိုတော့မျိုးတွေးမိလားအဲတွေးမိရပါဘူးကျွန်တော်ဒီရုပ်ရှင်ရိုက်တာကိုကျွန်တော်စသီးတဲ့အရွယ်ရတော့ကျွန်တော်နည်းနည်းလူကောင်ကြီးပြီဗျာ ငငယ်တော့ကျွန်တော်ဇာကားတွေအများကြီးရှိတယ်အခုဥလင်မူရူနဲ့ရိုက်တဲ့ဇာကားလေးဆိုကျွန်တော်တိတိလေးရှိ share တောင်မရှိသေးဘူးကျွန်တော် share တောင်မရှိသေးဘူး share မရှိသေးတဲ့အချိန်မှာအဲ့ဇာကားလေးရိုက်တော့လေအဆင်ပြေနေရမှာကြည့်ရတာတော့လေအပြင်မှာတော့ဘလူနေတဲ့တော့မသိဘူးဒါပေမဲ့ကျွန်တော်ကအမေကိုအရန်ငေးတယ်ကင်မရာရိုက်နေလို့ရှိရင်အမေကိုအရန်လိုက်ရှာတယ်ပေါ့နော်အဲ့လိုလိုအမေကလှုပ်ခိုင်းတာအမေတားလိလှုပ်လိုက်တော့အဲ့အဲ့ရမှတ်မိရပြအဲ့လိုစေကျွန်တော်အဲ့လိုလုပ်ရတာပါ